ချောင်းမြို့နယ်ဒဝယ်မြစ်ကားလမ်းပိုင်းပြန်ပိတ်နေပြီးကားရချီနဲ့ခရီးသည်တွေလမ်းမပိတ်မိနေပါဗျ။နိုဝင်ဘာလ24ရက်နေ့ကဒဝယ်ကနေမြို့မြို့ကိုဆင်းမဲ့ကားတွေကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်စနစ်လောက်ခံတပ်ဖွဲ့ကလမ်းပြန်ဖွင့်ပေးခဲ့ပြီးနိုဝင်ဘာလ25ရက်နေ့မှာမြို့မြို့ကနေဒဝယ်ကိုတက်မဲ့ကားတွေကိုဖြတ်တန်းခွင့်ပြုခဲ့တာပါ။နိုဝင်ဘာ26ရက်နေ့မှာတော့လမ်းပြန်ပိတ်လိုက်တယ်လို့သိရပါဗျ။ ဒါကြောင့်မင်းတက်ဝဲရိပ်ကမြန်ရွာအထိ၃မိုင်လောက်ရှိတဲ့လမ်းတစ်လျှောက်မှာကုန်တင်ကားတွေနဲ့ခရီးသည်တင်ကားတွေပိတ်မိနေပြီးဒေသခံတွေကထမင်းဟင်းချက်ပြုတ်ကျွေးမွေးလှူဒန်းခဲ့ရပါတယ်။နွေဗလတ်ရှိရနေကတဲ့က KNL တရင်စနစ်ကတရချောင်းကနေဘလောက်အထိလမ်းပိုင်းကိုရဲအကန့်အသတ်မရှိပိတ်ထားတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီလိုပိတ်ထားတဲ့ကာလမှာခဏတစ်ပြုတ်ပဲလမ်းဖွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ16ရက်နေ့ကနေ24ရက်နေ့မနက်အထိလမ်းကြောင်းလုံးဝဖွင့်မပေးဘဲကိုရဲကြာနေပါပိတ်ဆို့ထားတဲ့အတွက်စားတောက်ကုန်ပစ္စည်းတွေဆုံးရှုံးခဲ့ရတယ်လို့ကုန်တင်ရေးလုပ်ငန်းလုပ်သူတွေစီကသိရပါတယ်။ကွန်စီပို့ဆောင်သူတချို့ကတော့ကုန်ဆုံးရှုံးမှကိုဆိုရင်လို့ငွေကြေးကုန်ကြများတဲ့စပီဘုတ်ငားရမ်းပြီးရေချောင်းနဲ့ပို့ဆောင်နေတယ်လို့ဆိုပါတယ်။တိုက်ပွဲဖြစ်ပွားတာမရှိဘဲအမတ်ရှိပြည်အောင်စုကားလန်းကိုလုံးဝဖျက်ဆီးခွင့်မပေးဘဲပိတ်ထားတဲ့အပေါ်ခီးတဲ့တွေကားသမားတွေနဲ့ဒေသခံတွေကြားဝေဖန်မှုမြင့်တက်နေပါတယ်။ ဒဝဲမြေကားလမ်းပိတ်ဆို့ထားတာနဲ့ပတ်သက်ပြီးခင်းအနယ်လီတရင်စနစ်တရင်မှုနဲ့ခင်းညူတမဟာလီမြေဒဝဲခရိုင်အတွင်းမှုပဒုစောအနောက်ကိုဒဝဲဝက်ကဆက်သွယ်မင်းမြန်ထားဆဲဖြစ်ပါရယ်။